ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ငလီဖြစ်မဲ့ စကိုင်းပြည့်ဝကြိုကြည့်တဲ့ဘုမာရနဲ့ပွဲကံမြေပေါင်ကားရပုံပလုံးချေထည့်လိုက်ပြီးစသည်ပြပြပါပြီလူရက်ကျော်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီနေ့တော့တိုင်းပြည်တွင်မှာ လူတန်ပေါင်းများစွာဒုက္ခရောက်နေတယ်တန်းနဲ့ချီဒုက္ခရောက်မှုတွေရှိတောင်းနဲ့ချီတဲ့တေဆုံးမှုတွေရှိလာနေပြီးထောင်နဲ့ချီတဲ့လူလူဟာတိုက်ပြူတိုက်ပြက်ကြားထဲမှာကဲမထုတ်နိုင်သေးပဲပုတ်ဆော်နံနေတဲ့အခြေအနေမှာအချက်ဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကတော့ဘင်းစတက်အစီဝေးကိုလူရောင်ဝင်လို့ဝင်ညား အမိတနဲ့နဲ့နဲ့သွားတက်တာတဲ့တည်င်းလေးတွေရုပ်ပုံလေးတွေကျွန်တော်တွေ့လိုက်ရပါတယ်တွေ့ရင်းနဲ့ကျွန်တော်အတွေးစင်ပွားမိတာကစကောင်းဆောင်မင်းအောင်လိုက်ဟာအဓိကစိတ်ပေါ်တွတ်သူစိတ်ဇလူတတမာယူနေတဲ့ကောင်များ ဖြစ်နေသလားဆိုတဲ့အတွေးတွေစင်ကားစင်ကဲဖြစ်ပေါ်လာပါတယ်မင်းအောင်လိုက်ဟာယူနေပြီလား စိတ်စလူတက်သမားလို့စိတ်ပေါ့တွေ့သူစိတ်မချမ်းမာသူတယောက်ဖြစ်နေနိုင်ငံကို အုပ်ချုပ်ခြင်းနဲ့အာဏာယူပြီးလုံးသည်။ပြောသည်။ဆိုသည်။အမိအမောက်မတည့်ပဲတိုင်းပြည်ဖျက်ယုံတတ်တတ်တာလုပ်တဲ့အခြေအနေတွေရဲ့အစီအငုံမတည့်တဲ့ကြိုးကြောင်းမစီလျော်တဲ့စကားရက်တွေကိုစိတ်ကူးတဲ့ရရှိရာပြောလောက်ကန်ဆောင်ရွက်နေရတွေကို တခုချင်းပြန်လဲအမှတ်ရမိပြီးတော့ဒုတိယပိုင်းမှာပြောဒုတိယပိုင်းမှာထပ်ပြီးတော့ပြောချင်တာကစကိုင်းတက်ပြီးကြောပေါ့မန္တလေးစကိုင်းကိုပေါင်ကားရဘုံဒီနဲ့ဘဏ္ဍလုံးချဲခဲ့လေဒါကြောင့်စကိုင်းပြည့်ပြည့်ကြော်ကြီးလှုံရှားလာတာလားဆိုရက်တန်တရားတွေအများပြရှိနေပါတယ်ဒါလေးဆက်ပြောမှာဖြစ်ပါတယ်ဒီတော့နောက်ဆုံးသတင်းများအနေနဲ့မန္တလေး ကျုံမိကသူတွေကိုနေခွင့်မပြုဘဲမောင်းထုတ်တဲ့သတင်းတွေကြားနေရပါတယ်။ကုသိုလ်ဘုရားဝင်းမှာလာနေပါကျုံမိမှာလုံးဝနေခွင့်မပြုတော့ဘူးဆိုတဲ့လော်စပီကာနဲ့လိုက်လံကြေညာထားတာတွေတွေ့နေရသလိုနောက်တစ်ချက်ကကရီဝေါ်ဟိုတယ်ထဲမှာဘာတွေရှိနေလဲကရီဝေါ်ကိုကယ်ဆယ်ခွင့်၊ကူညီခွင့်ကန့်တတ်လိုက်ပြီးလုံးဝအခုချိန်ထိ မကူသေးမကင်သေးတာကိုတွေ့ရပါတယ်။ Great Wall ဟာတရုတ်လူမျိုးပိုင်ဟိုတယ်တစ်ခုအနေနဲ့သိရပြီး Great Wall Hotel ထဲမှာဘာတွေရှိနေမှမသိတဲ့အတွက်ကျွန်တော်ထင်တယ်ဘိန်းတို့ဆေးကြောက်တို့ဆေးပြားတို့ရွှေတုံးတို့ကြောက်စိမ်းတို့အစရှိတဲ့ဥပဒေနဲ့မလုံကင်းတဲ့ပစ္စည်းမျိုးတွေရှိနေနိုင်တယ်လို့ခြေနေအဖြစ်ယူဆလို့ရပြီး ခရီးဝဟိုတယ်မှာသွားတဲမိသူတွေကတော့ဒီကနေ့မန္တလေးမှာသွားတဲသွားတဲပြီးတော့ပိတ်မိနေတဲ့ခရီးဝဟိုတယ်ထဲမှာသွားတဲပြီးပိတ်မိနေတဲ့မိသားစုဝင်တွေဟာလမ်းဘေးမှာလက်အုပ်ချီပြီးကုညီကဲစဲပေးဖို့ကုညီကဲစဲခွင့်ပေးဖို့တောင်းဆိုနေကြပါတယ်မျက်ကြီးလေရွေးနေပုံဗျာအဲ့တော့တားဖို့ငါးဖို့ထုတ်တဲ့ဖတ်ဟာတားဖို့ငါးဖို့ပေါ်နန်းနေဆိုသလိုပဲ စစ်ကောင်စီအတိုင်းဝိုင်းနဲ့ပတ်သက်သူတွေဟာဒီအချိန်မှာအငြိမ့်နဲ့နေတထောင်းထောင်းထွက်လာနေပါတယ်။ဒါပေမဲ့လည်းဂိူနာရှင်မာကြီးထိုင်နေဝေကတော့တိမ်ပေါင်း၄000အလူငွေရရှိသွားပြီတဲ့။ဗမာပြည်မှာဗျာဒီလိုအချိန်မှာဒီလိုပတ်စံတွေထွက်လာတာတိတ်အံ့ဩစရာကောင်းတယ်။စီရင်တန်ဘူးနဲ့တဘူးစံတပြီရဖို့တဏီကုံတဏီကန်လောက်ကင်စားတော့နေရတဲ့ဂျာတယ်။ တကောင်စင်းပြမမတ်ပုံတွေပြမစီတိုးစံတိုးခွင့်ရတဲ့တိုင်းပြည်ဟာဒီလိုကာလများဒီလိုကာလမှာခိုင်နေဝေလက်ထဲကိုတိမ်ပေါင်း၄000ချောင်ကြီးရောက်လာတာကတော့အင်မတန်ထူးဆန်းအံ့ဩဖွယ်ရာကြီးပါပဲကဲဒီတော့ကဒီအခြေအနေတွေကိုအကျက်တော့ဝင်ကျွန်တော်ဆက်ပြောမယ်အခုဆက်ထပ်ပြောချင်တာကထပ်ပြောချင်တဲ့အကြောင်းအရာ ဧပြီလ၂ရက်နေ့ကစပြီး22ရက်နေ့ထိအပြည့်ရက်မယ်လို့ပြီးဆိုပြီးစကစဟာကြီးညာပါတယ်။ဘာကြောင့်ကြီးညာလဲဆိုတဲ့အကြောင်းချင်းရကိုလေ့လာကြည့်လိုက်တော့နိုင်ငံဖီအားတရုတ်ရဲ့တရုတ်နဲ့တရုတ်စစ်ကောင်စီရင်နှန်းကိုပြစ်ခတ်အပြီးဘိန်းစတက်အစီဝေးတက်ခွင့်ရတဲ့ဟိုအချိန်ကြီးအပြီးမှာပေါ့နော်ညနေပိုင်းမှာအပြစ်ခတ်ရဲဆဲတယ်လို့ကြီးညာပါတယ်။ဒါပေမဲ့ဒီနေ့ ဘုံကျဲနေလုံးပါပဲလူပြောလူပြောခွေးပြောခွေးရောဒီလိုမျိုးပြည်သူလူထုတွေကပြောနေကြပါတယ်အဲ့တော့ရပောင်းမစင်တာအပြစ်ခတ်ရက်စဲမင်းလို့ကြေညာလိုက်တော့တယ်စွိုင်းပေါ်မှာစစ်ကြောင်းထိုးပြီးစစ်ပွဲကိုဆင်နွှဲတယ်လို့ဒီကနေ့သိရပါတယ်နေရောညာရောလေးနဲ့ဘုံကျဲနေတယ်အင်းတော်မှာလည်းဘုံကျဲနေတယ်လို့ကျွန်တော်တို့သိရပါတယ်တိုက်ပွဲ၃နေရာဖြစ်နေတယ်ဝိုင်းပေါ်အင်းတော်ဗမော ီတုံးနေရာမှာစစ်ကြောင်းထိုးပြီးအပြစ်ရမယ်ပြောနေပေမဲ့လေလူပြောလူယုံခွေးပြောခွေးယုံတော့ကွာဆိုပြီးဘယ်တုံးကမှဂရိမတီခဲ့တဲ့ဘယ်တုံးကမှနှုတ်ထွက်စကားဟာချင်းကြရည်ယူဖြစ်ခဲ့တဲ့စစ်ပူချုပ်တွေစီကနောက်တစ်ခါထက်ယုံတဲ့လူတွေရှိနေသေးရင်တော့တတုံးစားပြီးချီမှန်မသိသေးတာလို့ပဲကျွန်တော်တို့ကပြောချင်ပါတယ်ဘရောမဂရိမတီခဲ့တဲ့ဖတ်စတဲ့ နေဝင်လက်ထက်တွေကအခုချိန်ထိအပြစ်ခတ်ရစေးရေးကိုလည်းကြင်ညာခြင်းတို့ကြင်ညာပြောခြင်းတို့ပြောစီးမရှိကမ်းရှိတိုက်ချင်ရာတိုက်တို့ထုတ်ပြန်ကြင်ညာချက်ကိုတို့ပြန်ချိုးပေါက်နေပါလေလို့ကချင်းကရရဲ့ပြောခွင့်ရဘုံမကြီးနော်ဘူးကဒီကနေ့ထုတ်ဖို့ပြောဆိုလိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုကဒီကနေ့ အညာမှာဘုံချဲပါတယ်ဆက်တက်လေပြီးတွေနဲ့ဘုံချဲမှုတွေရှိနေပြီးတော့အဓိကညောင်ဂျူးစကန်ကိုအာကတ်တတော်အေကတိမ့်ပတ်လိုက်နိုင်ချောင်းတွေ့ရပါတယ်အဲ့တော့မနေ့ကကြည့်တော့ညောင်ဂျိုးထိရပြီး ကာငင်းကုန်းနေအကုန်နီးပါရလာပြီးညောင်ချီတော့အိုရှစ်ပင်စီတို့ကပါစာ6ကပါစာ6စီတို့စစ်ကိုစဝင်နေတဲ့အခြေအနေမျိုးကျွန်တော်တို့ကြားနေရပါတယ်။သို့တော့ဒီကာလမှာစီရေးဆိုင်ရာကိစ္စရပ်တွေကိုကျွန်တော်တို့ထိမ့်သိမ့်တိမ့်တိမ့်ပြောဆိုဆောင်ရွက်နေကြောင်းပါ။အဲ့တော့ကပါစာ9ကပါစာ6ဝင်သိမ်းနိုင်ရင်တော့ ကပ္ပစထဲမှာအရေးကြီးတဲ့ MCC တွေရှိပါတယ်ဒါကိုရိုက်ခွဲလိုက်ရင်တစ်နှစ်လောက်အိုက်ဆိုင်ကိုလဲပတ်လို့မရပါဘူးကျိုးပြတ်သွားအောင်မလုံးချဘူးလေပြောလို့ပါတယ်ကပ္ပစထဲက MCC တွေကိုဖြတ်ချိုးချလိုက်ရင်ဘာမှတော့မရတော့ဘူး။ကပ္ပစာစိတ်ယုံကြည်လေပတ်လို့မရတော့တာဘူး။ပညာရှင်တွေသိကြပါ နောက်တဲ့သတင်းတူတစ်ခုကဥတေဇပိုင်ဟိုတယ်အင်းလေးမှာတော်မီလောင်မှုကြောင့်မိကူးဆက်ပြီးမိအကြီးကျယ်လောင်နေတယ်လို့သိရပါတယ်ခင်ဗျာ၃ရက်နေညနေ9နာရီလောက်တော်မီမှတစ်ဆင့်ကူးဆက်လောင်ကျွမ်းနေငလီလုံနေတဲ့အချိန်မှာတော့ဒီဟိုတယ်ကိုဖွင့်ထားတာနော်ဒီဟိုတယ်ဟာစစ်မိတ်စာရဲ့ဒေါက်တာခရိုနီ ဥတေစထူအုပ်စုပိုင်ကုမ္ပဏီဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့မြန်မာတတ်တတ်ရှူဝါရာဆိုလာသူနာမည်ကဒီအခြေအနေတွေရှိရဒါရီအပြင်ကိုအထူးခြားဆုံးသတင်းတစ်ခုနဲ့အမောင်ချရတဲ့သတင်းတစ်ခုလူကြီးမင်းတို့ကိုကျွန်တော်ပြောပြချင်ပါတယ်ဟိုဘက်အလာဂေရီဗျူးမှာလည်းမြေပုံနဲ့တကွာ လက်ရှိပြောမဲ့တရင်အခြေအနေကိုကျွန်တော်ဆက်လက်ရှင်းလင်းတင်ပြမှုရှိပါတယ်အလကီရဗျူးကိုလည်းလာခဲ့ကြပါဘူးအဲ့တော့ဒီအခြေအနေမှာနေပြည်တော်တရင်အမှောင်ချလာတော့တွေ့ရပါတယ်နေပြည်တော်တရင်အမှောင်ချမှုနဲ့အတူနောက်ဆက်တွဲအခြေအနေတွေအများပြားကိုကျွန်တော်တို့ဆက်မှန်လေ့လာကြည့်လိုက်တဲ့အခါမှာမြန်မာပြည်မှာအကြီးမားဆုံးသောတဘာဝဘေးအန္တရာယ်ကြီးနှစ်ခုလို့ပြောလို့ရတဲ့ နာခင်းနေနောက်တစ်ခုဟာကျွန်တော်တို့လက်ရှိမျက်လင်းဘေးကိုတွေ့ရပါတယ်။သခိုင်းပြက်ပြီးဂျော်ဒီပေါ်မှာတည်ထားတဲ့မြို့ပေါင်းများစွာရဲ့လူထူထွက်တဲ့မြို့ပေါင်းများစွာရဲ့အခြေအနေအသက်ကိုလည်းဂရုမစိုက်နိုင်။ကုညီကေဇေရီလေးဘာမှမလုပ်နိုင်တဲ့စစ်ကောင်စီဘေးစတအစည်းဝေးကိုတော့အမိတနဲ့တွားတက်ပါလေလို့ ကျွန်တော်ပဏာမပြောထားတယ်လို့ပဲဒီကနေ့၃ရက်နေ့မှာစစ်တပ်အထူးလေရင်နဲ့ဘန်ကောက်ကနေထွက်ခွာခဲ့တာဖြစ်ပါတယ် focus 70လေရင်ဖြစ်ပြီးဒုတိယဘုံကြီးမင်းမင်းဆိုးကဘုံမူကြီးမင်းမင်းဆိုးကလေရင်မူဖြစ်မောင်းနေတယ်ဘုံမူနေမင်းထုံးကအနေထုံးကအကူလေရင်မူဘုံကြီးမင်းမင်းထိုက်ကအကူလေရင်မူဘုံကြီးအောင်ကျော်မြင့်ကလေချောင်းအင်ဂျင်နီယာဘုံကြီးတော်ချူတတ်သားက လေချောင်းနန်းညွတ်အရာရှိဖြစ်လိုက်ပါခဲ့တော့တွေ့ရပါတယ်။ဘန်ကောက်စီဝေးတွက်ဖို့တဲ့ဒီလေရင်တစင်းကိုသာလူလာခောက်တုံအသုံးပြုနေပြီးနိုင်ငံရေးဝန်ကြီးတန်းဆွေနဲ့မင်းအောင်လှိုင်နှစ်ဦးလုံး Focus 70 002တစီးတဲ့လူလာခောက်တုံအသုံးပြုနေခြင်းအဖြစ် Focus 70 001ရယ်002ရယ်နှစ်စီးရှိတာသိရပါတယ် 001ကတော့နေပြီးတော့ပြိုကျမှုမှာပါသွားနိုင်တယ်လို့အကြံမြင်သုံးသပ်ရရှိပါတယ်။အဲ့တော့နောက်ထပ် Grey Hotel အကြောင်းအချက်တော့ဝင်ပြောကြရအောင်။28ရက်နေ့မတ်လမှာလုတ်ခဲ့တဲ့ငလင်ရောက် Grey Hotel မှာပြိုကျပျက်စီးတယ်။ရှာပွေကေဇင်းလုပ်ငန်းတွေကို31ရက်နေ့ကစလုတ်တယ်လို့အကြံမြင်သိရပြီး 小老的托钵归我了，或者百姓啊，敢得来办的。那些钱你给我妈的钱，给托那里，那乌龟是的，对小龙那老妈托那里，路子能听啊吧的。什么地钱、地么地钱的，给我姑老妈闪那里，因弟弟妈妈爷爷，给我好地个，不要收你的，路子能赚你啊吧的。那人家不怕地路嘞，不要你米了，或者媳妇妈变没，那要给够多。 ပြစ်မဲ့သူတွေပိတ်မိနေပါတယ်လို့ကာကရှင်မိပါတွေကပြောကြပါတယ်ခင်ဗျအဲ့တော့ဂရိဝဟိုတယ်နဲ့ပတ်သက်ပြီးအဲ့ဒီစရင်ကိုလုံးဝမထုတ်ပြန်တာထူးခြားမှုတစ်ခုပါဂရိဝဟိုတယ်မှာဘသူတွေတဲနေလာတယ်ဘယ်ကောင်တွေလဲဂရိဝဟိုတယ်ထဲမှာဘာရှိလဲဂရိဝဟိုတယ်ထဲမှာဘလို့အရာတွေတော့ဒါလဲဆိုတာကိုတော့ကျွန်တော်တို့တိတိကျကျမသိသေးပါဘူး 哎呦，古今这些木里古、罗马、ah,、洛克、so,，们比的，可以好好地呢，不得比哟。这里没大水，就那水嘛，比较的多哎。你要来个嘛，我都抬米，生了病的家吧，改家吧，改家吧，路老的起皮哟。哎呦，这个游泳上课呢，这抬皮路比别路泥巴啊起泥嘛，没有人啊，特别经过了踏皮。 ဘုံကျဲပါသေးတယ်ခင်ဗျအေဗလာ၃ရက်နေမွန်းလွဲပိုင်းမှာဘုံကျဲခဲ့တဲ့အရှင်ပါဘုံကျဲတယ်လူတက်တယ်တိုင်းပြည်နိုင်ငံတော်အစ်စ်အစိုးရလုံးသောငရင်ဘေးကြီးဖြစ်နေတဲ့အချိန်မှာဘလောက်တိဆိုးရွားတဲ့အချိန်တွေဖြစ်နေလဲသိလားတေဝါတဲ့အလောင်းတွေကိုကယ်ထုတ်ပြီးရင်ခွဲယုံမှာဒါ 人快有嘛，他人人快个用啊！高尼个，德高心别开你的，德高心呢？带西洋、在台的路啊，他那边没碰的，拉他往别个马啊。呀。那说呢？阿基伯，阿老姆他个阿面啊，偷摸一下，凶子阿弟，骗你妈的，不像白马人快用的文明阿老姆，下就下跪。 တွေ့ခွင့်ဝင်ခွင့်ရပါတယ်ဗျနောက်တစ်ခုကမြို့တစ်မြို့ကဆိုင်တဆိုင်လို့ပဲပြောလိုက်ပါမယ်မတရားဈေးတွေတင်ရောက်ပြီးတော့ပစ္စည်းတွေတူလောင်ထားတဲ့အချိန်ပြည်သူလူထုကအလူရဲသွားရောက်တိုးဝဲတော့ကိုနေမဲကစားပြောဈေးတွေတင်ရောက်တဲ့လူမဆန်တဲ့လူမတမာဈေးဆိုင်ကိုဝိုင်းဝန်းခဲနဲ့ပေါက်ပြီးတစ်တန်ခတ်တဲ့ဖြစ်ပျက်တစ်ခုဒီကနေ့ဖြစ်ပေါ်ခဲ့ပါတယ် အရေးကြီးလို့ဈေးကြီးရတဲ့ညမစိတ်ရင်ညမရှုခင်းဟာမဲအောင်လိုက်အာနာသိဖက်စစ်တဲ့အောက်မှာပုံမူယိုယွင်းပြက်စီးလို့လာနေပါအချီနေကတော့အင်မတန်စိုးရိမ်စရာကောင်းတဲ့အချီနေပါအဲ့တော့ကျွန်တော်ဒါတွေကတော့တည်င်းတွေဖြစ်ပါတယ်တည်င်းတွေတဆက်ဆက်ထဲမှာဒုတိယပိုင်းသုံးသက်ချက်အနေနဲ့မဲအောင်လိုက်ဟာစိတ်ဒစလူသက်သမားလီလာ မင်းအောင်လိုင်ဟာစိတ်တစလူပြတမားလို့စိတ်ကျမ်းမာရေးမကောင်းတဲ့လူတယောက်လိုပဲပြုတ်မှုပြောဆိုမှုတွေကိုတရဆက်ကျွန်တော်တို့တွေ့နေရပါတယ်အနောက်ဆုံးကစကောက်ချက်ချကြည့်အောင်ဒီကနေ့ငလင်တန်ခံနေရတဲ့အချိန်မှာငလင်ဘေးသင့်နေတဲ့အချိန်မှာအယူမီဝိုင်းနဲ့တွေးပြက်ပြီးတော့လောက်လောက်လာလာ ကူညီမှုကယ်ဆယ်မှုစီမံမှုတွေလည်းဘာမှမရှိတဲ့အပြင်ကိုကိုယ့်ရဲ့လက်အောက်ကစစ်တီဘိုပါတွေတိတ်ဆုံးမှုနဲ့ပတ်သက်ပြီးတရားဝင်တင်းကြိုင်းမှာတကြုံခွင့်တော့မပေးနေတဲ့အခြေအနေတစ်ခုစပြီးကောက်ချက်ချကြည့်အောင်အာနာကြောင့်ယူသွားနေပြီလားကျွန်တော်တို့နေပြည်တော်မှာစကိုင်းရဲ့ပြည့်ရွေကျော်ငလျင်ကြောင့်အခြေအနေအရေးအကိုကျွန်တော်လေ့လာစုံစမ်းကြည့်တဲ့အခါနေပြည်တော်ဟာစကိုင်းငလျင်ကြီးရဲ့ ပြက်၍ကြောရဲ့အလေတဲ့တယ်ဟောပြက်၍ကြောပေါ်မှာတက်တဲ့ကြာရောက်နေတာကိုတွေ့ရပြီနိုင်ငံတကာကငလင်းကိုအာယုံစိုက်ပြီးကူညီကယ်ဆယ်ဖို့ကြိုးစားနေချိန်မှာနေပြည်တော်ရဲ့အဆောက်အုံပျက်စီးမှုနဲ့နေပြည်တော်ရဲ့အခြေအနေတည်ဆုံးမှုတွေကိုတည်င်းအမှောင်ချတာပါတယ်အလားတူမှာတိုင်းပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဘယ်သတင်းမီဒီယာမှကိုတည်င်းယူခွင့်မပေးနေပါဘူးချင်းချင်းပြောရင်မေးအောင်လိုင်းဟာ အလောင်းတွေထက်ကအာနာတီဆော့နေတာမျိုး တွေ့ရပါတယ်။အရန်ကိုကိုကျိုးအတ္တကြီးမားစွာနဲ့စိတ်စဆန်စွာပဲစိတ်ပေါ်တူတူအယူတယောက်လိုအာနာကိုတရှိမ့်မမတ်ခုံမင်ပြီးတိုင်းပြည်တွေကလူအတက်ပေါင်းများစွာကိုဟစ်တလာလိုပဲဂျူး၆တန်းတတ်တယ်လို့ပဲတတ်ဖြတ်ဖို့ဝင်မလေးတဲ့အခြေအနေကိုကျွန်တော်တို့တွေ့နေရပါတယ်အဲ့တော့ ။နေပြည်တော်သတင်းကိုဖုံးနှားပေမဲ့စစ်တပ်ရဲ့လုံလီလုံဟန်အတိုင်းတွားရောက်တွားရောက်ပြီးအဲကြည်ရှုအားပေးစကားပြောဆိုတဲ့သတင်းတပ်ပုံတွေကနေတဆင့်ကျွန်တော်တို့နေပြည်တော်ရဲ့အချို့သောအပြက်စီအဆောက်အဦအခြေအနေတွေကိုမှန်းဆကြည့်လို့ရပါတယ်။ငလီလုံပြီးတဲ့အချိန်မှာညာထုံးတို့တင်အောင်ဆန်းတို့မောင်မောင်အေးတို့မိုးအောင်တို့မောင်မောင်အုံးတို့ဟာသူတို့ဝင်ကြီးဌာနအဆောက်အဦတွေဝန်ထမ်းအင်အားတွေပျက်စီးမှုတွေကိုတွားရောက်စစ်ဆေးပြီး လူကြောက်ကောင်းလူမြင်ကောင်းအာပိစကားလေးပါလေပြောတဲ့သတင်းလေးတွေကိုတော့ MRTV တို့မြောက်ပြည်တို့မှာအနေငယ်ထုတ်ပြန်မှုကိုကြည်ပြီးကျွန်တော်တို့မှန်းဆလို့ရတဲ့သတင်းအရာဆိုရင်အချိန်ယူပြင်ဆင်ရနိုင်သောအဆောက်အုံများပြင်ဆင်အသုံးပြုနိုင်ခြင်းမရှိတော့သောအဆောက်အုံများဆိုတာမျိုးတွေထွက်လာပါတယ်ပြည်တော်စုလွတ်တော်သမရအိမ်တော်ယခုစစ်ကောင်စီရော တမရအိန်တော်စစ်ကောင်စီယုံလောက်ထားတာဘလောက်ယူတဲ့အယူလဲဆိုတာပေါ့ဗျာကာဝေးပြည်ရေးနေဆက်ရေးရနိုင်ငံသားရေးပြန်ကြားရေးစီမံပဏာဝန်ကြီးဌာနတွေအမျိုးသားမော်ကွန်တိုက်အမျိုးသားပြတိုက်အမျိုးသားစာကြည့်တိုက်စတဲ့နေရာတွေကတော့ပြန်လဲပြင်ဆင်လို့ရနိုင်သေးတဲ့နေရာတွေအဖြစ်ကျွန်တော်တို့တွေ့ရပါတယ်ပြန်လဲပြင်ဆင်လို့မရတော့အောင် ပြူကျသွားတဲ့အရာတွေကတော့နေပြီးတော့လေစိတ်နဲ့တာဝါတိုင်းမျိုး 啊，这边什么样的？是用句话嘞，土边是多的没有，但是你们土边边嘞标价多嘞，为哪样人家把苗苗说心里话的？是不？这个呢嘛喽，阿拉给标嘛，咪包你的瓜。标价边是多难去识别哟，龙华边嘞地少龙苗嘞少屋里耶。 ဖြစ်အားပြင်းငလင်တံကိုခံရတဲ့အဆောက်အဦတွေငလင်ကြောပေါ်ကအခြေအနေကိုကျွန်တော်မြေပုံနဲ့တကွပြောပြခြင်းပါသေးတယ်ဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာခုနလိုအမီတနန်းနန်းနဲ့တွားပြီးဘင်းစတက်အစီဝေးတတ်တရှာသေးတယ်ဗျအံ့ဩလုံးလို့ပါဗျာကိုတိုင်းပြည်မှာတောင်းနေချီတဲ့ပြည်သူတွေတိတ်နေတာတိတ်နေချီတဲ့ပြည်သူတွေဒုက္ခရောက်နေကြတာအိုးမဲအိမ်မဲနေစရာမဲစားစရာမဲဖြစ်နေတာ ဒါကိုအမီးတနက်နဲ့နေများဗျာနိုင်ငံသားမသွားဘူးတဲ့ကောက်ပန်းသိတာတယ်နိုင်ငံသားဆိုရယ်နိုင်ငံတတရမြောက်ခြေချကွင်ရတဲ့ထိုင်းနိုင်ငံအရှိမှာတော့တရုတ်နဲ့ရုရှားပိန်နိုင်ငံမှအတိမတ်မပြုအဖတ်မလုပ်တဲ့မင်းအောင်အချိန်ကိုဒီကနေ့ကြည့်ကြရအောင်မင်းအောင်ယူနေပြီလားစိတ်ဒီစလူတက်သမားလီလား Urun, 你在路边见面，game, 我可我我能讲的是个别多。都老都考虑养你的钱嘛。彭南队脱离西华的养鸭组的是还没有。国威的第二栏加拉瑞嘛。二十一岁养的六二年的钱嘛，二十一岁养的鹅。十九年，丁文耀被授予在那里面养蛋鸡开的美贝尔牛。 လူတွေတွေအယမ်းများလို့တင်ញိုင်းကုန်းနဲ့မိတိယိုဇက်တီတိုးချဲ့ဆောက်ကြဆိုတဲ့စကားမျိုးနောက်ပြီးတော့ဒီလောက်အခင်းချင်းကြီးတစ်ခုလုံးမှာတေကြီးပျက်စီးမှုတွေးတန့်ရဲရဲပြိုကျနေတဲ့အဆောက်အဦတွေတနိုင်ငံလုံးက Facebook စာမျက်နှာတွေနဲ့ကမ္ဘာလုံးကဝန်းနေစာကြေကွဲနေချိန်မှာအချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လိုက်တယောက်ကတော့အပြုံးမပြတ်ပဲ အစည်းအဝေးတက်တာတွေကိုကြည်ချင်းအားဖြင့်အာနာနဲ့လူယာဝင်မှုပေါ်ယူတုတွားပြီးစိတ်ညစ်စာဆန်တဲ့လူတက်မှုတွေကိုနောက်ထပ်လည်းထပ်ကျူးလွန်နိုင်သေးတယ်ဆိုတော့တွေ့ကြရပါတယ်မြောက်လိုက်ဖက်စစ်တဲ့ဘက်ကိုထောက်ခံတဲ့အတိုင်းဝိုင်းတစ်ခုလုံးကလည်းဒီအခြေအနေကိုရိပ်မိနေကြပါတယ်အကယ်၍များသာဟာ အကဲ၍များသာလွတ်လပ်သောမရီကချက်ကတ်တွေလုတ်ပြီးအဖြေကိုတီးခွင့်ရမယ်ဆိုရင်မင်းအောင်လိုင်းရဲ့စိတ်ကျမ်းမာရေးဟာတာမန်လူတွေလိုဟုတ်မနေပဲစိတ်ကျမ်းမာရေးချို့တဲ့နေတဲ့စိတ်ဒစဆန်တဲ့စိတ်ပေါ်တော့တဲ့လက္ခဏာတွေအများအပြားတွေ့ကြရပါဒီလိုလူမျိုးတိုင်းပြည်ကိုအုပ်ချုပ်နေတာမောင်းမထုတ်နိုင်သေးတာကျွန်တော်တို့ညံ့နေသေးပါတယ်မောင်းထုတ်နိုင်ရမ ။စောက်ယူးတကောင်တိုင်းပြီးအုပ်ချုပ်နေတာကျွန်တော်တို့မောင်းကိုထုတ်မှရပါလိမ့်မယ်။အဲ့တော့အဆက်ဆက်ထဲမှာစစ်အာဏာရှင်တွေလက်ထက်တဘာဝဘေးတွေနှစ်ခုကိုကျွန်တော်အရှိမအရေးကလေးပြောခဲ့လို့ပြန်ပြောပြခြင်းသေးတာကနာဂစ်2008ခုနှစ်မတ်လမှာဖြစ်ခဲ့တဲ့နာဂစ်အဲ့ချိန်ဟာတန်းရွှေအုပ်ချုပ်စစ်အာဏာတင်ထားတဲ့ကာလဖြစ်ပြီးတိမ့်စိန် ဆိုတဲ့ဝင်ကြီးချုပ်လူကြားတဲ့သွားပြီးဓာတ်ပုံရိုက်ပြတဲ့ဝါရဖြန့်တဲ့အခြေအနေလို့လည်းကျွန်တော်တို့တွေ့ကြရပါတယ်။နာဂိမာတိုင်းတိုင်းနဲ့ချီရဲ့လူတွေတေဆုံးနေပေမဲ့စစ်အာဏာရှင်တစုက2008ဖွဲ့စည်းပုံကိုလူသေးပါမကြံစရင်ထည့်ပြီးအတီးပြုတ်ခဲ့ကြပါတယ်။ဒီကာလဟာလေစစ်အာဏာရှင်အုပ်ချုပ်ရေးကာလပါ။အခုမင်းအောင်လာတယ် ဆေယနာရှင်စနစ်နဲ့အတူကပ်ဘေးတွေကိုခေါ်ဆောင်လာခဲ့တဲ့အကျံဖက်လူယုတ်မှာစိတ်တစလူတဲ့တမမင်းအောင်လိုက်ကျန်တဲ့အရှိကကိုဗစ်တို့မူခမုံတိုင်းတို့ရည်ကြီးပြီးရည်ကြီးတဲ့ဘေးတို့ကိုဖယ်ပြီးလက်ရှိငလျင်ဘေးကိုကြည့်ကြရအောင်ငလျင်ဘေးမှာလဲပထမရက်တွေမှာမင်းအောင်လိုက်ဟာလူကြောင်လူမြင်ကောင်းအောင်နိုင်ငံတကာကိုဖုံးဆက်မျက်နှာချူသွေးပြီမဲ့လူနေကောင်ဓာတ်ပုံတွေထွက် ထွက်ရိုက်ပြဟိုစစ်ဒီစစ်ဗီဒီယိုတွေရိုက်ပြပြီး၀ါရဖြန့်ပေမဲ့ပြည်သူလူထုဟာတစ်ဆက်မှမယုံကြည်ရောတဲ့အခြေအနေကိုသူရိပ်မိရှာပါတယ်။အနည်းဆက်ဆုံးပြည်သူလူတွေရဲ့အသက်ထက်သူ့ရဲ့အာဏာကိုယူမိုက်စွာစိတ်ဆတ်ဆန်စွာဘလောက်ထိလုံဆောင်ခဲ့တယ်လဲဆိုရင်ပြည်သူကိုကိုကြီးမဲ့ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကြီးကိုပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။ တရင်นี่ကိုအမောင်ချတာပြီးဘယ်တင်တောက်မှာတရင်ရိုက်ခွင့်မပေးပါဘယ်တင်ဌာနမှာလက်ရှိတရားဝင်ထုတ်ပြန်မှုတွေရှိမနေဘူးလွတ်လပ်တော်တရင်ဌာနမှာနေမြတူလက်အောက်ကစစ်တက်လက်အောက်ကတရင်ဌာနကလွဲရင်ဒါတွေကိုကြည်ချင်းအဖြစ်စိတ်စားဆန်စွာပဲသူ့စိတ်ကူးထဲမှာပေါ်သည်မြတ်သူ့ကိုထိကိုက်နိုင်မယ်ထင်တဲ့ကိစ္စတွေမှန်သည်မြတ်ပြည်သူအသက်တွေတိုင်းပြည်အတွက်တွေလုံးဝမစင်စားပဲ မိုင်မဲလာတဲ့အပြုတ်မှုတွေတစ်ဆက်ပြုတ်မှုနေတာကိုတွေ့ရပါတယ်အဲ့တော့စစ်အာဏာရှင်အဆက်ဆက်မှာတိုင်းပြည်နဲ့တဘာဝတရားကြီးဟာဒီလိုယိုယွင်းပျက်စီးခဲ့တာကိုတွေ့ရပါတယ်ဘာကြောင့်ယိုယွင်းပျက်စီးခဲ့လဲဆိုတဲ့အခြေခံအချက်တွေကိုတော့ကျွန်တော်တို့ပညာရှင်မဟုတ်တော့အတိအကျကောက်ချက်မချနိုင်မိမဲ့ဒီကနေ့ထပ်ပေါ်လာတဲ့သတင်းများအရစကိုင်းနဲ့မန္တလေးကိုပေါင်900ဘုံတွေမြောက်များစွာအလုံးပေါင်းမြောက်များစွာကျဲချခဲ့မှုကြောင့် စကိုင်းငယ်ငလီမျက်ရည်ပြက်ရည်ကြောဟာ vibration ပေါ့ဒီဘုံရဲ့ vibration တွေများပြားလာတာကြောင့်ထမှန်လှုပ်ခတ်လှုပ်ရှားလာတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါတွေကိုပညာရှင်တွေကတိတိကျကျလေ့လာပြီးငလီဘာကြောင့်ရုပ်တရက်အထလှုပ်ရတယ်လဲဆိုတာမျိုးတွေကို ထုတ်ပေါ်ပြောကြားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကတော့စိတ်ကူးထဲမှာတွေ့တဲ့ဖြစ်နိုင်တဲ့ ်နိုင်တဲ့ဟာလေးတွေကိုဆက်ဆက်ပြောပြတာဖြစ်ပါတယ်။ဒါကြောင့်မို့ဖက်စစ်တပ်ရဲ့ဘုံတွေကျဲချမှုကြောင့်ပေါင်900ဘုံအလုံးပေါင်းမြောင်များစွာကျဲချမှုကြောင့်စကိုင်းငလင်ပြက်ပြီကျော်ကြီးပြန်လည်လှုပ်ရှားအသက်ဝင်လာတဲ့ဆိုတဲ့ယူဆချက်တွေလည်းရှိနေတယ်လို့ပိုပြီးတေကြတာကစစ်အာဏာရှင်လက်ထက်တိုင်းလက်ထက်တိုင်းမှာတဘာဝတရားကြီးဟာစစ်အာဏာရှင်ကိုဆွဲချဖို့အချက်ပေးလို့ရှိပါတ အဓိကဆိုနာခက်ပေါ့နတော်ဝွှေရောင်အောင်ရေးခင်းမှာတောင်းဆိုမှုတွေတောင်းဆိုပြီးတော့ယဟန်တန်ကားတွေကိုတတ်ပြီးတကာလနာကကြီးဖြစ်လာခဲ့တာပါတော့ကပ်ပြီနာကကြီးဖြစ်တဲ့နောက်ပိုင်းမှာတန်းရွှေရတဘာတဘာဝတရားအချက်ပေးတယ်ဘူးတိတဲ့ဒူလို့အချမ်းမြင့်ယူစားလို့ရပြီ2010မှာတိတ်စိန်လက်ထဲအာနာထဲ့ပြီး2008နဲ့အတူသူစင်းသွားခဲ့ပါ ်အခုချိန်ထိတော့မင်းအွန်လိုင်းဟာတဘာဝတရားရဲ့အချက်ပေးမှုကိုမရိပ်မိသေးပဲစိတ်တဆလူသက်သမားကဲ့သို့ပြုတ်မှုဆောင်ရွက်နေတာကိုတွေ့ရပါတယ်ဆေယနာရှင်လူယုတ်မာတွေကိုတဘာဝတရားကလက်မခံဘူးဆိုတဲ့အကြောင်းမုခာမုံတိုင်းရည်ကြီးတဲ့ဘေးတဘာဝငလီဘေးတွေကတဘာဝတရားကြီးကတိတိကျကျပြသနေပါပြီဒါကိုဆက်ပြီးစိတ်ပေါ်တွတ်တူ စိတ်ချမ်းသာရေးမကောင်းဘူးအယူတယောက်စိတ်ဒဇလူတမတယောက်ကဲ့သို့ဆက်လက်ပြုတ်မှုပြီးတိုင်းပြည်ကိုအာနာရယူဆက်လက်အုပ်ချုပ်နေရင်တော့အသေးလိုပဲထွက်ရလိမ့်မယ်လို့ပြောရင်နောက်တစ်ရက်ဒီမှာကျွန်တော်ပြောတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအစလေးတွေကိုအခြေတုံးပြောဖို့စူးစမ်းပါဦးဒီနေ့တော့ဒီတော့အားလုံးကိုကျေးဇူးတင်ပါ